ဟုတ်ကဲ့ဒုဒ္ဒဆုံလင်ဘုတ်တွင်ဘွဲ့တနုပြူမျိုးကတိန်ကုန်းဓမ္မစကုကသားငယ်လေးမောင်ကောင်းလျံရဲ့အလှဖြစ်ပါရခင်ဗျာသားငယ်လေးမောင်ကောင်းလျံပြည့်စုံရမယ့်ခေါင်းစဉ်ကတော့လူတန်ဖိုးဖြစ်ပါရခင်ဗျာဒီဝဓမ္မဇတ်တော်ပဲဖြစ်ပါရခင်ဗျာစတင်ဖြည့်စုံနိုင်ပါပြီခင်ဗျာ ကျွမ်းတော်မူလာကြကုန်သောဆရာတော်တန်ဃာတော်များဆရာဆရာမများဂုံတရရှိလူကြီးမင်းများအားလုံးကို မင်္ဂလာပါလို့ဥဇဗနာမကာရညွန်နှုတ်ဆက်သားလိုက်ပါရခင်ဗျာကျွန်တော်ကတော့အေယာဝီတိုင်းသားကြီးမူဝေခရိုင်တနူပြည်မြို့နယ်ရေပေါကြီးရွာအုပ်စုတင်ကုန်းရွာတင်ကုန်းကျောင်းတိုင်းတင်ကုန်းဓမ္မစကူမှဝင်ရောက်ရှင်ပြိုင်တော်ဒါလီမောင်ကောင်းလျံပဲဖြစ်ပါရခင်ဗျာ ကျွန်တော်နေထိုင်ကြတဲ့လောကကြီးထဲမှာလူရဲလို့ဖြစ်လာပြီဆိုရင်တန်ဖိုးရှိတဲ့လူသားဖြစ်ဖို့အရေးကြီးလာပါတယ်ခင်ဗျာလူရဲ့တန်ဖိုးဆိုတာစီးနဲ့ကမ်းပါပဲခင်ဗျာစီးတွင်မှနေကင်းကြွေလာရံပြီး ကံကိုကြောချောကားကြများလာရံပြီးဆိုတဲ့အတိုင်းကာယဒုစရိုက်၃ပါးကိုရှောင်ကျင်ခြင်းလို့ခေါ်တဲ့ကိုစီကံ ဝစီဒုစရိုက်၄ပါးကိုရှောင်ကျင်ခြင်းလို့ခေါ်တဲ့နှုတ်စီကံ ဒီစည်းကမ်းတစ်ပါးရှိလျင်ရံပြီးလက်ကင်းတံမိုးလည်းရှိပါရခမအချုပ်အားဖြင့်ပြောရရင်အဲ့ဒီကာယဒုစရိုက်ဝစီဒုစရိုက်တွေကိုပြုလုပ်ပြောဆိုရမည်မှာရှက်ချင်းလို့ခေါ်တဲ့ဟီရီနဲ့အဲ့ဒီကာယဒုစရိုက်ဝစီဒုစရိုက်တွေကိုပြုလုပ်ပြောဆိုရမည်မှာကြောက်ချင်းလို့ခေါ်တဲ့အော်တပဒီလောကဘာလာတရားနှစ်ပါးရှိရင်ရံပြီးလက်ကင်းတံမိုးလည်းရှိပါရခမအချုပ်အားဖြင့်ပြောရရင်အဲ့ဒီကာယဒုစရိုက် ဝစီဒုစရိုက်တွေကိုပြုလုပ်ပြောဆိုကြာရမီမှရှက်ချင်းဟီရီနဲ့ကြောင်းချင်းအော်တဘတရားနှစ်ပါးကိုတိုင်းနာခြင်းသုံးခြင်းဖြင့်တမိုးရှိတဲ့သူဖြစ်ုံသာမကဘလူဘေးကလွမြောက်ခဲ့ရတဲ့အကျိုးကျေးဇူးတွေကိုရရှိခဲ့တဲ့မြတ်စွာဘုရားဟောကြားသမှန်ဒီဝဓမ္မဇတ်နဲ့ကိုးကားနိုင်စပြောပြပါစီခင်ဗျာဟိုးရှိအခါကဗာရဏတိပီပြမရမင်းကြီးမှမဟိန္ဒ စန္ဒနဲ့ဒုရိယဆိုပြီးဒါတော်သုံးပါဟာဌိနံအတွက်နဲ့ဟိမွန်ဒါတော်တို့ထွက်ခဲ့ကြရမှာရှေးစာကြတာကြောင့်ညီရောနှစ်ပါးကိုရှေးစဉ်နောက်စဉ်ရေခတ်ခံရမှာအချိန်ကြောကြအောင် ပြန်မလာတာကြောင့်မိန်းသားမင်းသားလည်းကိုရံလိုက်သွားဆင်ခြင်စဉ်းစားတဲ့အခါမှာရှီယန်ရဲ့အစင်းချီယာသာထင်အတက်ချီယာကိုမမြင်ရတဲ့အတွက်ဘလူးရှိမန်တိကသုံးသက်ဆင်ခြင်ရက်နေစဉ်မှာပဲခီးသွားဟန်ဆောင်ကရောက်လာတဲ့ဘလူးက ရေတောင်ရေချိုးကြာယုံကြာကျဲတို့ကိုဘာဖြစ်လို့မစားကြလဲလို့မေးတဲ့အခါမင်းသားမင်းသားကလည်းရေသောဘလူမန်တီတာကြောင့်အညီတော်များကို ဖန်တာဒီမုံလားလို့ဒိုက်ရိုက်တာမိလိုက်တဲ့အခါမှာမင်းသားဘလူကရေရန်ကျင်းသို့စင်ကြတဲ့ဖြစ်ဒီဝါဓမ္မကို မသိခြင်းကြောင့်ဖန်တာပါသည်ဟုဖြေတာကြောင့်အိုဘလူသင်ဟာဒီဝါဓမ္မကိုသိလိုပါသလားလို့မေးတဲ့အခါသိလိုပါသည်ဟုဖြေတာကြောင့် ဒါဆိုရင်သင်နာယူလို့ငါဟောပြမယ်ဆိုပြီးလောကကြီးထဲမှာမကောင်းမှုပြုရမည်မှရှက်ခြင်းလို့ခေါ်တဲ့ဟီရီနဲ့မကောင်းမှုပြုရမည်မှကြောင်ခြင်းလို့ခေါ်တဲ့ဩတပတရားနှစ်ပါးဟာဒီဝါဓမ္မပဲဖြစ်တယ်လို့ဟောတဲ့အခါမှာတော့ဘလူးကအလွန်ကြီးညိုတာကြောင့်ဖန်ထားတဲ့ညီတော်နှစ်ပါးမှတပါးကိုပေးပါတယ်ခမညာဒီအခါမှာမိန်းသားမင်းသားကညီငယ်ဒုရိယကို တောင်းပါတယ်ခမညာဘလူးက"အိုပညာရှိသင်ဟာဒီဝါဓမ္မကို သိတာသိဤမကျင့်ချေ" တကယ်ဆိုအကြည့်ဖြစ်တဲ့ညီကိုချီးမြှောက်တင်နေမို့လားလို့ကဲရပြစ်တင်တဲ့အခါမိသားမင်းသားကအိုဘလူငါဟာဒီဝဓမ္မကိုတည်လဲတည်တယ်လို့ကျင်လန်ကျင်ပါတယ်ညီငယ်ကိုတောင်းအပ်ဒီမှာညီငယ်ရဲ့မိခင်ကညီငယ်အတွက်မင်းအဖြစ်ကို အဖန်ဖန်တောင်းတာကြောင့်ငါတို့ဖခင်က မပြီးလို့တဲ့အတွက်ပြစ်ပေကဒါကြီးဖြစ်တဲ့ငါတို့ကိုမိဖုရားကြီးဘေးရန်အားကင်းအောင်တော်သူစီလို့ရမှာညီငယ်ဒုရိယပါလိုက်ပါတာတော့ ညီငယ်ကိုဘလူးစားတည်ဟုပြောရင်ယုံကြည်ကြမှာမဟုတ်ငါကိုလည်းကဲရက်ပြစ်တင်ကြလိမ့်မယ်ဒါကြောင့်မို့ညီငယ်ကိုတောင်းအပ်သည်ဟုဆိုတဲ့အခါဘလူးကရှေးကထက်စားစားတက်ကကြီးညိုလာကြောင်းကြံတဲ့ညီတော်တစ်ပါးကိုပါပြေးလိုက်ပါတော့တယ်ခင်ဗျာဒီဇက်တော်မှာမိန်သားမင်းသားကမကောင်းမှုပြရမည်မှရှက်ချင်းလို့ခေါ်တဲ့ဟီရီနဲ့မကောင်းမှုပြရမည်မှကြောက်ချင်းလို့ခေါ်တဲ့အော်တပတရားနှစ်ပါးကိုတည်ယုံတာမကကျင်ကြံအားထုတ်တာကြောင့်တန်ဖိုးရှိတဲ့သူဖြစ်ယုံတာမကက ဘလူဘေးကလွမြောက်ခဲ့တဲ့အကျိုးကျေးဇူးတွေကိုရရှိစေတဲ့အတွက်ကြီးစုနာစင်နေတဲ့ပရိသတ်အားလုံးတို့လည်းဒီဝါဓမာလို့ခေါ်တဲ့ဟီရီဩတပတရားနှစ်ပါးကိုအသက်ထက်ဆုံးကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြကုန်ပြီလျင်တမိုးရှိတဲ့သူတော်ကောင်းများဖြစ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းကျွန်တော်ရဲ့ရှင်ပြိုင်မှုကိုနှီးကုံချုပ်လိုက်ပါရခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ